စကိုင်းတိုင်းအင်းတော်မျိုးကိုတော်လိုင်းအင်အားစုတွေသိမ်းပိုက်ပြီးတဲ့နောက်တလားကြော်ကြာရှိလာတဲ့အချိန်ပြည်သူတွေကိုမျိုးရင်းပြန်လည်ဝင်ရောက်နေထိုင်ခွင့်မပြုသေးပေမဲ့နေအိမ်မှာရှိတဲ့ပစ္စည်းတွေကိုသွားရောက်ယူဆောင်လိုပါကအကန့်အသတ်နဲ့သွားရောက်ယူငင်ခွင့်ပြုထားတယ်လို့မျိုးကန်တချို့ကပြောပါတယ်။အခုလိုနေအိမ်တွင်းမှာရှိတဲ့ပစ္စည်းတွေဝင်ရောက်ယူဆောင်ခွင့်ပြုရမှာလဲတိုက်ပွဲအတွင်းမပေါက်ကွဲသေးပဲကြန့်ရှိနေဆဲဖြစ်တဲ့လက်နက်အကျဉ်းချက်တွေရှိနေတဲ့နေရာနဲ့မြေမြုံမှိုင်းရှိတဲ့နေရာတွေကနေအိမ်တွေကိုတော့ တွားရောက်ယူဆောင်ခွင့်မပြုသေးဘူးလို့ဆိုပါရယ်ဒေသခံတွေကိုအင်းတော်မျိုးတဲ့ဝင်ရောက်ပစ္စည်းယူဆောင်ခွင့်ပြုရမှာတိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေအထိုင်စကန်ချခဲ့တဲ့နေရာတွေနဲ့မြေမြုပ်မိုင်းနဲ့မပေါက်ကွဲသေးတဲ့လက်နက်တွေရှိတဲ့နေရာတွေအနီးကမဟုတ်တဲ့နေအိမ်တွေကိုပဲဝင်ရောက်ယူဆောင်ခွင့်ပြုသေးတာပါ။ဒါအပြင်အင်းတော်မျိုးသိန်းတိုက်ပွဲစတင်ကြတဲ့ကပိတ်ထားခဲ့တဲ့မျိုးတဲလန်းကိုလည်းမေလ၄ရက်ကစပြီး တော်လာခွင့်ပြုလိုက်ပေမဲ့မြို့တွင်းမှာတော့ရင်းရနာခွင့်မပြုတော့ဘူးလို့ဆိုပါရတယ်။အဲ့တော့မြို့တွင်းမှာရှိတဲ့လူမရှိတဲ့နေအိမ်တွေကပစ္စည်းတွေကိုအခိုးမခံရဖို့အဆောင်တွေချထားပေမဲ့တမျိုးလုံးကို ကြီးကြပ်ဖို့ခက်ခဲတာကြောင့်ပစ္စည်းပျောက်တာတွေတော့အ ਨੇ အများရှိကြတယ်လို့ဆိုပါရတယ်။ရက်ွက်လေးခုနဲ့ဖွဲ့စည်းထားတဲ့အင်းတော်မျိုးကိုတော်လိုင်းအင်အားစုတွေအပိသက်သိမ့်မတ်ရရှိချိန်မှာမျိုးရဲ့သုံးပုံတပုံကစောစုရဲ့လေးချောင်းလက်နက်ကြီးနဲ့မီးရှို့ဖျက်ဆီးခဲ့တဲ့တံကြောင့်ထိခိုက်ပျက်စီးခဲ့ရပါတယ်။